င်္ဂလာပါအားလုံးကိုစိတ်နှပြချမ်းသာကြရွတ်ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့အဆိုးတွေမလို့ခြင်းရင်ဆိုတဲ့ကောင်းစင်နဲ့ဟောပါမယ်အဆိုးဆိုတာမျိုးကဘယ်သူမှလိုချင်ကြတာမဟုတ်ဘူးလူသားတိုင်းဒီအကောင်းတွေကိုပဲလိုချင်တယ်ကောင်းတာစားချင်တယ်ကောင်းတဲ့နေရာမှာနေချင်တယ်ကောင်းတဲ့ပညာရေးကိုရချင်တယ်စသည်ဖြင့်အကောင်းတွေပဲလိုချင်တယ်သို့တော့တခါတလေကြရင် ကို မလိုချင်ပဲလဲအဆိုးတွေရောက်လာတယ် အဲ့ဒီအစိုးရရောက်လာတဲ့နေရာမှာကိုကိုကိုတေချာစမ်းစစ်ကြည့်တခါတလေကြာရင်ဒီသိုးသောအရာတွေကသူများချောင်းထက် ကို့ချောင်းဖြစ်နေတာတွေတွေ့ရတယ်။ကိုမစင်မကျင် လုံမိလို့ကို့စိတ်လိုလက်ရနဲ့စိတ်ခံစားမှုကိုဦးစားပေးပြီးတော့လုံမိလို့စိတ်ခံစားချက်ဦးစားပေးပြီး တုံ့ပြန်မိလို့ကိုရဲ့ကာယကံတွေဝစီကံတွေမနောကံတွေကမိမိကိုယ်တိုင်ကိုတော်လကောင်သူတစ်ပါးကိုတော်လကောင်ထိခိုက်နေတဲ့အနောက်ရှက်ဖြစ်စေတဲ့အရာတွေဖြစ်နေတတ်တယ်။ အဲ့တော့ကိုကတတိရှိရမယ်ကိုပြုတ်လိုက်တဲ့အမှုရာတစ်ခုကြောင့်ကိုကတော့စေတနာပါတိဖြစ်စေမပါတိဖြစ်စေလှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေမောဟဖုံးလွှမ်းနေတဲ့အချိန်မှာထင်တယ်လို့လှုပ်လိုက်တာပဲစိတ်ခံစားချက်အတိုင်းတုံ့ပြန်လိုက်ကြတာပဲအရန်လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်တုံ့ပြန်လိုက်ကြတာပဲနောက်ပိုင်းမှာရလက်ကထွက်လာအောင် ကိုလှုပ်လိုက်တဲ့ရလက်ကြောင့်ပဲကိုလှုပ်လိုက်တဲ့ကာယကံကြောင့်ပဲရလက်ဆိုတာထွက်လာတယ် ပြန်ပြီးတော့တုံ့ပြန်မှုကအစိုးရပြန်တုံ့ပြန်လာတယ်။ကိုပြောလိုက်တဲ့စကားကြောင့်ပဲတုံ့ပြန်မှုတွေကအစိုးရပြန်တုံ့ပြန်လာတယ်။ထင်မြင်ချက်တွေဟာကိုနဲ့ပတ်သက်လို့အစိုးရထွက်လာတယ်။အဲ့မှာကိုစိတ်ဆင်းရဲရတယ်။ကိုစီကိုအစိုးရရောက်လာတယ်။ကံမကောင်းခြင်းတွေရောက်လာတယ်။အဲ့တော့မောဟဖုံးလွှမ်းနေပါပြီဆိုမှတော့သူကဒီအလောက်ကလုံတဲ့လားမလုံတဲ့လားတွေလည်းမစင်စားတော့မရင်ချက်ဘူးလို့ခေါ်တယ်။မောဟကလည်းဖုံးလွှမ်းရှင်းကလည်းမရင်ချက် ်တတိလွတ်နေတဲ့အခါကျတော့ကိုထင်ရဆိုင်ပြီးတော့ပြောမိလုံမိတွေးမိကြံမိတွေဖြစ်နေတာအဲ့ဒါလေးတတိဂယုဆိုင်လိုက်ရုံပဲဒါလေးဂယုဆိုင်လိုက်ရင်ကိုကမပြောခင်မှာလေဒီစကားကကိုကိုလည်းထိခိုက်မလားသူတော်ဘာကိုလည်းထိခိုက်မလားစဉ်းစားတယ်သူမှတတိရှိတဲ့အတွက်ကြောင့်မလုတ်ခင်လည်းကိုကိုထိခိုက်မလားသူတော်ဘာကိုထိခိုက်မလားစဉ်းစားတယ်စဉ်းစားသုံးတက်ပြီးမှပြုတ်မှုတဲ့အခါကျတော့သူသူ့အတွက်သူတာလုံးလာတယ် ူတဖက်မှာသူအေးချမ်းလာတယ်တခါတလေကြာဒီပြဿနာတို့ဒီအန္တရာယ်တို့ဆိုတာကိုယ်ကြောင့်ဖြစ်တာတွေကယာကန်လုံးများတယ်သူတပားကြောင့်ဖြစ်တယ်ဆိုတာကတစိတ်တည်းတာပဲရှိတယ်သူတပားပြီးတဲ့ပြဿနာဆိုတာကိုယူချင်မှဖြစ်တာကိုမယူချင်ရတယ်အဲ့လိုပြဿနာမျိုးကလည်းရှိသေးတာဆိုတော့တိုက်ရိုက်သူတပားပြီးလို့ဖြစ်တဲ့ဒုက္ခဆိုတာကတော်တော်ဘဝမှာဆိုရင်တော်တော်နေပါတယ်ကိုယ်ကလည်းတစ်ခုခုလှုပ်ထားလို့ ကိုကလည်းတခုခုပြောထားလို့ဆိုတဲ့အရာမျိုးတွေကဂျုံရတာများတယ်။သူတို့ပါပြီးတဲ့ဒုက္ခမှလည်းပဲကိုရှောင်မယ်ဆိုရှောင်လို့ရတဲ့ဒုက္ခကများနေပြန်တယ်။ရှောင်လို့ရတဲ့အန္တရာယ်မျိုးကလည်းများနေပြန်တယ်။တည်တည်ကြာကြာစိစစ်ချင်းတွေ့လိမ့်မယ်။အဲ့တော့ဆိုလိုချင်တာကကိုတာကိုလုံဖို့ကို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 အမြဲစမ်းစစ်ပြီးတော့ကိုကအမားမလုပ်ဖို့ကိုသာအရင်စ조사နေမယ်ဆိုရင်အဲ့ဒီလူဟာအန္တရာယ်ကင်းနေလိမ့်မယ်။ အန္တရာယ်လည်းကင်းတယ်လို့သူလိုချင်တဲ့အကောင်းတွေပဲသူစီရောက်လာတတ်တယ်။ဒါပေမဲ့ချွင်းချက်အနေနဲ့ပြောမယ်ဆိုရင်အကောင်းတွေလုပ်ပြင်မယ်အဆိုးတွေရောက်လာတယ်ဆိုတဲ့အရာမျိုးတွေတော့ရှိတယ်။ဒါကတော့ကံပါလာတယ်အတိတ်ကကံတွေရှိသေးတယ်ဝိကျွေးတွေရှိသေးတယ်ရောက်လာတတ်တယ်။ရောက်လာရင်လည်းခုနပြောသလိုပဲရှောင်လို့ရတဲ့အဆိုးတွေရှိတယ်။အဲ့တော့ပြန်ခြုံလိုက်မယ်ဆိုရင်တော့မိမိတာမိမိလုံနေအောင်ပဲပြောကံဤ ြုမူကံဤတတိထားပြီးတော့ပြောကြပြုမူကြလို့ရှိရင် အစိုးရောက်ဖို့နေတာပေါ့ဒါလက်တွေ့ကြကြစဉ်းစားကြည့်အခုကိုနဲ့ထိတိုက်တွေ့နေတဲ့သူတယောက်နဲ့စကားပြောတဲ့နေရာမှာပဲကြည့်အဲ့ဒီလိုကိုယ့်ဘဝမှာမေတ္တာတတ်ဝင်စေဖို့အဲ့ဒီလိုကိုယ့်ဘဝမှာယုံကြည်စေဖို့လောက်ရတဲ့အရာမျိုးဟာကိုယ့်အပေါ်ကိုယ်တတိရှိမှရတာကိုယ်ပညာရှိမှရတာကိုယ်မှာစင်ကြံဉာဏ်နဲ့ညွန်ဉာဏ်ရှိမှရတာ အော့ပြောသင့်၏မပြောသင့်၏လုံသင့်၏မလုံသင့်၏ဒါတွေကိုစဉ်းစားဆုံးဖြတ်ပြီးတော့မှကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုရပြီးတော့အောင်မြင်မှုတော်လကောင်အခွင့်အရေးတော်လကောင်ဟော ကောင်းမွန်တော်အရာတွေတော်လကောင်ရောက်ရှိလာတာအဲ့တော့ကိုယ့်ရဲ့လုံဆောင်ချက်တွေကြောင့်တခါတလေကြာကိုမသိပဲနဲ့အဲ့ဒီအဆိုးတွေကိုဖိတ်ခေါ်နေတယ်လို့ဖြစ်ကိုကပဲဖိတ်ခေါ်နေတာကိုတတိလွတ်လို့ကိုစိတ်လိုလက်ရတွေလုံးမိလို့ပြဿနာတွေအဆိုးတွေကို ိုကိုယ်တိုင်ဖိတ်ခေါ်နေတယ်လို့ဖြစ်နေတယ်ဆိုတာကိုလည်းဘာမှဟိုဟာပေါ့စင်ချင်မပေးပဲနဲ့အမှန်အတိုင်းကိုကိုကိုသုံးသက်ချပလိုက်ခြင်းတခါတရံကြလူတွေကကိုကိုကိုဝေဖန်တာထက်သူတစ်ပါးပဲဝေဖန်နေတာမျိုးရှိတယ်ကိုကိုကိုအမှန်တိုင်းဝေဝေဖန်ချပလိုက်ကိုဘာတွေချို့ယွင်းပြီးတော့ဘယ်နေရာမှာကိုသည်သိုးနေတယ်လဲဘယ်နေရာမှာကိုသည်နမောနမဲနိုင်နေတယ်လဲဘယ်နေရာမှာကိုသည်တတိလလွတ်ဖြစ်နေတယ်လဲ အညာတာတိုင်းကိုကိုကိုဝေဖန်ပလိုက်အကြလို့ရှင်ကိုကိုကိုပြင်နိုင်တယ်ပြင်လိုက်နိုင်တဲ့အခါကျတော့မိမိတာမိမိလုံအောင်ကိုကိုကိုပြန်ကြည့်ကိုကိုကိုပြန်တတိထားပြီးတော့ပြုပြင်သွားတဲ့သူတွေဟာအဆိုးကြုံဖို့အခွင့်အလမ်းနဲ့ပါတယ်ဒါကြောင့်ကဘာသူကဘာသာအပေါင်းကိုစိနေပြချမ်းမာချမ်းသာချရွေအဆိုးတွေကလည်းဝေး၍အကောင်းတွေရောက်လာနိုင်ကြပါစေ အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ